ကျွန်တော်ဆိုအဲ့လက်ထဲကချက်ဖောက်နဲ့ကောက်ရိုက်ပြတ်မှာဆက်ခွက်ပါဦးဆွမ်းလို့ပြုမင်းသားဆိုတော့အဲ့ကောင်အထူးခရရမယ်ထင်တယ်။ဘွဲရလာ။ဆွမ်းလာဆွမ်းအဲ့လိုတလို့ကြည့်တော့ဘွဲရလာအဲ့လိုပြောတော့ အောင်စမလူတွေတော်တော်ကြောင်သွားတယ်ကျွန်တော်တော့မှန်တယ်နော်။စီကံတရထုတ်ပြီးလုပ်မယ်ဆိုတော့ဒါကအစီအပြေကောင်းမှလို့ကျွန်တော်မြင်မိတာပါနော်အဲ့ဒါလေးပါ။ဒီနေ့အောင်အောင်စဘူးလည်းအဲဖိုင်နယ်မှာလည်းပါတင်တော့ ။ max stack ထားတယ်။နံပါတ်1ဒီလူကမူးနေတာလားလား။ခြောက်ကိုဒီလိုလှုပ်တယ်ဆိုတော့သူကပါလဲဟိုလှုပ်ပိုင်ခွင့်အာနာပါဝါရှိတာလား။ချမ်းသာတာလားဆိုလူစွာတခုခုအဲ့ဒီအဲ့ဒီ image တွေမရှိဘူးနဲ့လာမလို့ရဲကြောင်။မူးနေရလားဒါမှမဟုတ်လူမိုက်လား။ဒါမှမဟုတ်အာဆိုလားပေါ့နော်။အဲ့ဒီတိုင်းတိုင်းမှာဒါကြီးကတအားတရားလုံးအာ စွမ်းလို့ပြောမြင်သားဆိုတော့အဲ့ကောင်အထိုးခရရမယ်ထင်တယ်။ဘွဲရလာစွမ်းလာစွမ်းအဲ့လိုတလို့ကြည့်တော့ဘွဲရလာအဲ့လိုပြောတော့အောင်စမလူတွေတော်တော်ကြောင်သွားတယ်။ကျွန်တော်အကုန်တော်တော်တော်လာကြတယ်။ကျွန်တော်အဲ့ပို့ share မလို့တော်ပါပြီကွာလို့ငါလည်းဟိုဒီချိန်မှာဗောနော်ပြောရတယ်ဒါတွေကလူတိုင်းတင်နေကြမပြင်ကျင်တော့ပါဘူး။တုံတုံတော့ဒါယူငါပြောမှာပါလို့ဟိုဥစားဗောကိုယ့်အကောင်ဟိုစားနေကြီးတာတိတ်ရလာလို့ရှိတယ်။အဲ့လို အဲ့တော့ကျွန်တော်မပြောမယ်ဘသူဘသူဟိုတောင်းဝန်ရှိလို့မပြောတော့မှတ်လောက်တောင်းတော့လို့ပေါ့ဒါပဲရှိတာဟုတ်လားဒါကကျွန်တော်မြမတပင်တစ်ခုလုံးစော်လိုက်တာဘာလို့ဆိုပြားစက်ကတဲ့အချိန်မှာစုချလို့လည်းမရအောင်စုချတော့ဘာလို့ဆိုကျွန်တော်ပြားစက်ကကွယ်ကျွန်တော်ဇက်ထဲမှာတစ်နှစ်ကြာဘူးလေကျွန်တော်ပခုတ်ကဝင်းမင်းဇက်ထဲမှာကျွန်တော်ပြားစက်ကရတယ်တချင်းဆိုရတဲ့ဒန်စာကရတယ်ရုပ်ရှင်လောကတစ်နှစ်လောက်နားရတယ် လို့ပေါ့ကျွန်တော်ရည်လက်ခတ်တာပါဗျာထုံးစံဒါရုပ်ရှင်ဗီဒီယိုခေတ်တိတ်ချင်နေမကောင်းတော့ပြားချက်ကတဲ့အချိန်မှာအဲ့လိုဆုချလို့မရဘူးသူကချက်ချပိုင်ဝင်လည်းမရှိဘူးဒါကြီးကနောက်ဖေးဘောက်ကတက်လာပြီးလို့မက်ဆီအုပ်ပြီးလို့ဆိုတော့အာအားလုံးကသူနောက်ဆက်တဲ့ပြဿနာကိုဖြစ်ကြတော့ကျွန်တော်မသိဘူးဆိုမှအဲ့တော့ဘသူဘသူမှတောင်းရှိလဲဆိုတော့အဲ့စင်ဘောကိုတက်ခွင့်ဘီနာမှာအဲ့ဒါတော့နော်ပူပူကြည့်ကြတော့မှာပေါ့ဗျာဒါနောက်တင်ငန်းစာပဲအပြစ်ပြောတော့မဟုတ်ဘူးနောက်ပေါ့နောက်ပွဲတွေမှာဒီလိုဒီတဲ့ဆိုးတဲ့ဟာတွေဖြစ်လာနိုင်နိုင်တယ်ဒါကြီးက တို့တမင်တစ်ခုတလောကလုံးဒါပြောမှဆိုရင်ပစိုးတန်ထိုင်သွားလိုက်တဲ့အတိုင်းပဲဟာအဲ့နေရာမှာစွမ်းနာဆိုတော့ပွဲရလှပြီဟာကျွန်တော်ဆိုအခုကျွန်တော်ကျွန်တော်တော့မှလည်းနော်အကျွန်တော်ဆိုအဲ့လက်ရကြက်ဖောက်နဲ့ကောက်ရိုက်ပြန်မှာကောက်ကောက်အောင်စပူလေးကိုကျွန်တော်အရင်ချစ်တယ်ဘာလို့ဆိုသိလဲအောင်စပူမင်းသားမလုပ်ခင်တော့ သူ့ကိုကျွန်တော်ကျွန်တော်ကိုယ်တိုင်အဲဟိုတယ်ကြောင်ကြတစ်ခုဓာတ်ပုံရိုက်ပေးတာအဲတဝဲဘက်ကကျွန်ဟိုတယ်ကြောင်ကြတစ်ခုကျွန်တော်ကိုယ်တိုင်အဲဗနိုင်းအတွက်ကိုရိုက်ဘူးလားကျွန်တော်သူ့အိမ်ရောက်ဘူးလေသူ့ဖိနေလည်းအရင်ခင်တယ်သူ့အိမ်မှာလည်းကျွန်တော်အဲ့ဒါအဘလို့ခေါ်မလဲအကြ ాయి ပဲထိုင်တော့မိုးတွေပါတော့စားခဲ့သေးတယ်ကျွန်တော်သူ့ရွာကိုရောက်ဘူးလေလုံးဝရိုးရှင်းတော့ကလေးအဲသူ့ပွဲကျွန်တော်တောက်ကလာမှာဟိုတစ်ခါတော့ကျွန်တော်ဖိတ်တော့တခြင်းသွဆူသေးတယ်ကျွန်တော်တော့မှမှန်မှန်ရရပဲ ဘာမှမှတ်ရလဲဆိုတော့ကျွန်တော်ကီးတချင်းဆိုတော့ကီးကပြောတယ်ကီးနဲ့ဆိုတဲ့ကီးနဲ့ကဲဆိုကီးရဲ့ဂျီနဲ့ပြင်မှာကျွန်တော်အေးလို့ပြောလိုက်တာအမှန်ရထားလိုက်ပါဒါနေတယ်ပေါ့ဒါချစ်စရာလေးပေါ့ဒီလေးကသူအရန်ကြိုးစားရတယ်ချိုးကြလဲဘလိမ့်နေပါဟာဒါရဲလို့သူအတမင်းကအတန်ရှင်ရောက်အောင်သူ့လူနဲ့သူအဲ့လူကသူ့လူပေါ့သူတို့တလို့ဒါပြဿနာကိုဒါတီထွင်ဖန်ပြီးတော့လုပ်တယ်ပေါ့အဲ့ max step ပြီးတော့ပတ်စံ ပြီးတော့6000နဲ့ကံပြီးပြီးတယ်ဆိုတာသူတို့အဖွဲ့တွေကပြောဆိုတော့ဘာလို့ဆိုအရှိမလေဝေးမှာကိစ္စတစ်ခုရှိတယ်လေအဲ့ဒါလေဟော့သွားတာပေါ့အဲ့လိုလူတွေအဲ့လိုပြောတာကျတော့ဟာဘလို့ဖြစ်မဖြစ်နိုင်ဘူးလေဘလို့ဖြစ်နိုင်မှာတော့ဘာလို့ဆိုတော့စင်ပေါ်မှာလို6000ကြီးတူလို့ပြီးတယ်ဆိုတာသူတို့သူဘလို့ဖြစ်နိုင်မှာဘယ်သူမှကိုအနေမကြီးကိုယူကိုဇက်တပင်လောကယူတာ6000နဲ့နေပြီးတော့မတက်ကြဘူးဟုတ်ရမလားမင်းသားခေါင်းပေါင်းဆိုတော့အရန်တန်ဖို့ရှိတယ်လို့အထွတ်အထွတ်မြတ်ထားတာ ါဒါကျွန်တော်တို့အတင်းနှလုံးကိုကျွန်တော်တို့အတင်းနှလုံးကိုဒါပြောမှဆိုရင်ဒါ6နဲ့တက်နေတဲ့အတိုင်းပဲကောင်းလက်တွေရှားပြောရမှာကောင်းမိုးစက်ရဲမိမမိမကုမ္ပဏီသားစုကကုကရီကိုရိုးကန်မှာကွာနေရာကမပါပါနဲ့လို့ကျွန်တော်ဝမ်းပြောမဲ့ကောင်းလေကောမတ်ကမှလာလိုက်မယ်တိလာဒါတော့တော်တော်ထွက်တယ်ကောင်းကျွန်တော်လို့နေနေမှာတချင်းသဆိုရင်ကြုံရတာအများကြီးပဲအဲ့တော့မြန်မာတချို့လည်းဒီလိုအဲ့လိုပွဲကိုအကြောင်းပြပြီးတော့စောင်းချုံအဲ့တော့အဲ့လိုစောင်းလေးချုံတော့တရှိတွေနဲ့အဲ့လိုလုတ်ခဲ့တဲ့ ်အကြဆုံးတွေတကယ်ရှိခဲ့တယ်။သူတို့ကအဲ့လိုဖျားပွဲကြမှအဲ့လိုဇက်ပွဲသဖြင့်ကြမှသူတို့ကဘောက်ရှာဆုတ်ကြတာ။ဟိုဘက်ရောဒီဘက်ရောအဲ့လိုခုတ်ကြတာ။အခုခေတ်မှာပါသွားတာကျွန်တော်အခက်ကိုနည်းနည်းမိလိုက်သေးတယ်။အားလုံးအညာဆောင်ကြီးခြုံတော့အထက်မှာအတူရေရှည်တွေနဲ့အာလုံးဝပဲဂျပန်နေကြတနာတယ်ညမနေကြမှအညာဆောင်နဲ့ဖြုတ်တာ။အဲ့တော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒါပေါ့ဒီကိုယ့်ရဲ့ဒါအလှူပဲဖြစ်ဖြစ် အဲကျွန်တော်တို့ဒီဟောပေါ့ခုံကြီးပြန်ရှိလို့ဇက်ပွဲအတွက်နေမှာဖြစ်ဖြစ်နောက်ပြီးတော့ဟောနော်ဒီ12ရာဒီပွဲကားရဖြစ်ဖြစ်ကိုမြမရင်ကြီးမှုဇက်တပင်မှာရေလို့တော့မဟုတ်ဘူးအဲ့လိုလူဆိုမီဆိုရင်တို့ဘောက်ချာဆုတ်တာတို့လူဆိုမီဆိုရင်တို့အဲ့လိုဖြစ်တယ်အဲ့လိုစူးချတာဒါတွေကအဲ့လိုပြောတာလူလူပြောက်ရဲ့ mindset နဲ့ဆိုင်တယ်ပညာတတ်တွေလည်းဘူးတာရင်အဲ့လိုရုပ်ပြစင်းပြက်ကြီးတွေဘားတွေမှာတွေ့နေရတယ်လည်းရှိတယ် အဲဘာလို့လူရပါသေးလားကျွန်တော် mindset mindset တွေနေညာ mind လေးကိုနေတာပတ်စံနဲ့မဆိုင်ဘူးပြင်ညာတက်တာနဲ့မဆိုင်ဘူးသူ့ရဲ့အထက် mind wisdom အဲ့ဒါနေတဲ့ခါကျတော့လွတ်လာတဲ့ခါကျရင်မူလာပြီဆိုရင်ပြင်ညာတက်ပြီဖြစ်စေမတက်ပြီဖြစ်စေချမ်းသာရင်ဖြစ်စေမချမ်းသာရင်ဖြစ်စေအဲ့ဒီအကျင့်ကမဲပါလဲကွာငါအဲငါဘသူပိုင်တယ်ငါဘသူသားငါဘာကောင်ဆိုငါဘာကောင်ဆိုတဲ့အဲ့တော့မှတိတော့လဲဘာကောင်မှလည်းမဟုတ်ဘူးအကုန်လုံးမသားပေါ်အတင်မသားပေါ်တဲ့ဟာတွေ အဲ့ဒီဟာကြီးကဘလို့ခေါ့မလဲသူတို့အဲ့ဒါကြီးဂုံးစရာထင်နေတာတကယ်တမ်းကြည်ကြံရခါကျရှက်စရာကြီးဥမာကိုယ်အိမ်ကယောက်ျားကိုယ်အိမ်ကကိုယ်သားသမီးကိုယ်သားတယောက်ကနေလို့အဲ့လိုလိုမူးယူတော့ဆင်မတက်ကအဲ့လိုဘာရဆိုဇာယူတချို့ကအဲ့ဒါကြီးဂုံးယူတာရှိသလိုတချို့ကျတော့လဲရှက်စရာကြီးလို့သိရမှာနင်းနေကြတယ်ဟုတ်လားချစ်လို့ခင်လို့အားအဲ့လိုဟိုကတော့မဟုတ်ဘူးဆုချရတယ်အဲနောက်ပြီးတော့အဲ့လိုပန်းကုန်းပြည့်တဲ့ဘာလဲဒါကကြည့်ရတာဟိုဝမ်းတာပီတိဖြစ်တယ်ဒါပေမဲ့ အာလို့ဆွဲလာရန်နာလောက်တာတွေအများကြီးတွေ့ရတယ်အလို့ဟာကျတော့ဒါဇရိုက်ပေါ့အဲ့ဇရိုက်ကကိုယ့်ရဲ့မိဘအတိုင်းဝိုင်းကိုယ့်မြို့ရွာအထိတ်ကောင်ထိဒါကိုကျွန်တော်ပြင်ရမှာကဒါမှစပြင်ရမှာလေဆိုကိုနေတဲ့အတိုင်းဝိုင်းမှာကိုယ့်မြို့ရောက်မှာဒါကမ်ပိန်းလုပ်ရမှာဒါမျိုးတွေကိုတက်ဆိုင်ရအာလူကြီးတွေနဲ့ကိုယ်ရက်ရွာမှာတခါလေးလုပ်ရမှာတက်တက်မတ်မတ်လူဆိုတာဥပဒေမရှိနေအဲ့လိုတော့တက်ဒီလိုလုပ်ရင်ဒီလိုဖြစ်တယ်ဆိုတဲ့ဟာကိုမကြက်မှတ်ထားရင် လုံပါအဲ့လိုဟိုတော်ဆိုမိုက်တယ်ဘုံကြီးတော်ဆင်းအောင်မတက်ပြီးတော့တင်ခဲတက်ပြီးတော့ကျုံနေတာအဲ့လိုပေါ့အများကြီးတွေ့နေရဒါအခုဒါဆိုရှယ်မီဒီယာမို့လို့ဟုတ်ကျွန်တော်ကျွန်တော်ခေတ်ကဆိုဆိုရှယ်မီဒီယာမရှိတဲ့အချိန်မှာချပြကြပေါ့ကီးပက်လေးနဲ့ဘယ်လိုတက်ရရင်မလို့ဟုတ်ရမလားကီးပက်ခေတ်ကဆိုကျွန်တော်ဘယ်လိုတက်ရရင်မလို့ဘယ်လိုဟာလဲအာအဲ့တဲ့ဆိုတာအများကြီးတွေ့ရအာကျွန်တော်ဆိုမြို့ရမှာပြောတော့အောက်ကနေပြီးတော့တချင်းဆိုတော့ဘာမှမဟုတ်ဘူးလေလောက်စလေးလေးဝါးနဲ့ပြည်တာရေးတဲ့ငူနဲ့ပေါက် အားကျောင်းလဲရတယ်နောက်လဲကျတော့အဲတောက်တဲ့ကောင်အဲ့လိုပြစ်တဲ့ကောင်လဲကျွန်တော်တို့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 နဲ့သွားလို့အရက်တောက်ပလိုက်အငိန်ရောဟာအာဘူးဟိုတောက်လဲညကျောင်းလဲကောင်တအားအမူးလုံတော့ဘာမှမကနိုင်တော့အောင်စံဘူးဘေးနာပထမအောင်စံပြောနေတာကတော့အောင်စံဘူးဘေးနာမှာ ရှိတဲ့ဖြူရှင်တော်တွေအောင်စံဘူးနဲ့အလုတ်တူတူလုံနေကြတယ်ဇက်ကျွန်တော်တို့ညီကိုမတော်မဇက်ဖွဲ့သားတွေအေးပေါ့အရင်သဘောကောင်းလို့မရဟုတ်ပါဘူးလားအဖြစ်ရမယ်ဆိုရင်အာ ကောင်းစပူစော်ကားတာထက်တာဇက်ပင်တစ်ခုလုံးကျွန်တော်အတင်းနှလုံးစော်ကားလိုက်တာခါကျတော့အမနာနဲ့အဲ့လိုတက်ခွေမရအောင်ကျွန်တော်တို့သူ့ဆူချတဲ့ပတ်စံကနောက်ဆုံးတင်းတရာပဲဆူချတင်းထောင်ပဲဆူချဆူချပြီဒီချောင်းနဲ့ကန်ရဲ့တစ်ချက်ကကျွန်တော်တို့ဇက်ရာဇဝင်တစ်ခုလုံးချောင်းနဲ့နင်းလိုက်တာအဲ့တော့အမနာနဲ့အမနာနဲ့အဲ့တစ်ခုပဲပြောကြတာအမနာနဲ့ဖြည့်တင်တာပြဖြုတ်တင်တာဖြုတ်ပြီးကြောက်မှရှင်းရဟုတ်လားကိုယ့်ဘက်ကမှန်နေဖို့ပဲလိုတယ် အဘိနာမှာရှိပြီပြောနေတာအဲ့ဒါသူတို့ကျွန်တော်အပြစ်ပြောတာမဟုတ်ဘူးမထင်ဘူးလေကိုရီဆိုလဲအဲ့လိုဟာအဲ့လိုတက်လာရင်မှကြောင်သွားမှာအကုန်လုံးကြောင်တော့တော့ဖက်ကုန်တာအဲပြီးတော့အဲ့လိုအဓိက security ပေါ့နော် security ကိုဘိနာမှာရှိတဲ့ကိုဒီဇက်တပင်တော့ဝင်ရတဲ့ခါကျတိကျစစ်စစ်ထောက်ရမလားဘယ်သူနဲ့ခင်လဲဆိုတော့အဲ့လိုခါကျလူကအားနာမှုနဲ့ညမလို့ပြောအရင်အားနာတယ်လေအဲ့အားနာမှုကြောင့်ဖြစ်တာအဓိကပြဿနာအားနာမှုကြောင့်ဖြစ်တာဒါပဲ တကယ်ဆိုဓာတ်ရိုက်မသိကျွန်တော်ဘလူးနဲ့သိတာအားကြတချို့နာမည်လိန်ပြောတာအားပြောဟောလဲအော်လာအားပေးတယ်ဗောခါတိုင်းလဲအဲ့လိုဆုချရလဲစင်မတက်ဆုချရတာပဲထင်ကြတာပျော့ပြဆက်အခြေပြီးတော့ရာဇဝန်ဥစားနဲ့ပြပြပြနေတာဒီဘက်ခစ်ဥစားတော့မဟုတ်အဲ့တော့အဓိကကဘာလဲဆိုအောင်စုဘေးနားမှာရှိတဲ့ကျွန်တော်ညီကောင်တော်မတငယ်ချင်းနေနံပါတ်1အာမနာပါနဲ့လူလူစိမ်းကိုတေချာစစ်စစ်ပါဒါတော့ပါဟုတ်လားအဲ့နောက်ပြီးတော့အဓိကရေးကြည့်တာကတော့ဘယ်မျိုးညာပဲကကပွဲလို့တော့မယ်ဆိုရင်တော့ပွဲစီစဉ်တဲ့သူနဲ့ ရွာရွာကျေးတောင်ရှိလူကြီးမင်းတွေကဒါကိုတိတိချာချာတားမြစ်ဘသူဘသူကိုကိုမှအဲ့လိုစီကံတရထုတ်ပြီးလုပ်မယ်ဆိုတော့ဒါကအစီအပြေကောင်းမှလို့ကျွန်တော်ဒါမြင်မိတာပါเนาะအဲ့ဒါလေးပါဒီနေ့အောင်အောင်စဘူးလဲအဲဖိုင်နယ်မှာလည်းပါတင်တော့